ါရှင်။သမီးတို့ကတော့တောင်ကုခရိုင် Federal School မှာပညာသင်ကြားနေကြတယ်။ Grade 12မှာ Eco ကျောင်းသားကျောင်းသူများပဲဖြစ်ကြပါဗျ။သမီးတို့အဖွဲ့ဝင်တွေကတော့ DG 05, DG 17, DG 18, DG 23, DG 24နဲ့ DG 26တို့ပဲဖြစ်ကြပါဗျ။သမီးတို့တင်ဆက်သွားမယ့်ခေါင်းစဉ်လေးရဲ့အမည်ကတော့သမိုင်းမှာမိမိရခဲ့တဲ့အတိတ်ဆိုးတွေကဖြစ်ရတဲ့ခုဖြစ်တဲ့အမှတ်ကျန်းတင်ရွှေဝါရောင်တော်လရင်အကြောင်းပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ presentation လေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ရှူဝါယံတော်လန်ရေးဖြစ်ပွားခဲ့တဲ့ခုနှစ်နဲ့ဘလူးဆတ်တင်ဖြစ်ပွားခဲ့လဲဆိုတာကိုတမိတီဂျီတွဲ Eco24 မှာမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ရှူဝါယံတော်လန်ရေးကြီးဟာ15ရက်နေ့ဩဂုတ်လ2000ခုနှစ်မှာစတင်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းတွေကတော့နိုင်ငံရေးဖိနှိပ်မှုတွေ၊နိုင်ငံရေးအကျင့်ပြက်မှုတွေ၊လူခွင့်ရေးချိုးဖောက်မှုတွေနဲ့လောင်စာဆီစင်းုံမြင့်တက်မှုတွေကြောင့်ဖြစ်ပါတယ်။စစ်အစိုးရတရက်ဟာနိုင်ငံတော်အချမ်းတရားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီရဲ့ထုတ်ပြန်ကြေညာခြင်းမရှိပဲဆုံးဖြတ်ချက်တစ်ခုချပြီးလောင်စာဆီထောက်ပံ့ပေးတာတွေကိုရပ်ဆိုင်းလိုက်ပါတယ်။ ်ဒီဇယ်စီနဲ့တက်စီစီနှုန်းကိုလည်း66ရာခိုင်နှုန်းထိရုတ်တရက်မြင့်တင်စေခဲ့တယ်။ဘတ်ကားတွေအတွက်သဘွားတန်းငွေစီနှုန်းကလည်းရက်သက်တစ်ပတ်မပြည့်ခင်မှာပဲငါးဆအထိမြင့်တင်စေခဲ့ရပြီးဖြစ်ပေါ်ခဲ့တယ်။နိုင်ငံရေးမှာစစ်တပ်တွေရဲ့ပါဝင်မှုတွေကြောင့်အမျိုးသမီးတွေပါဝင်အတိုက်ခံနိုင်ငံရေးလှုပ်ရှားသူတွေ၊ကျောင်းသားတွေနဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကဥဆောင်ခဲ့ကြပြီး အကြမ်းမဖက်ပဲဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်ဆက်လက်ပြီးတော့ရှူဝါယောင်တော်လရင်မှာပါဝင်ဦးဆောင်သူတွေနဲ့ရှူဝါယောင်တော်လရင်ရဲ့လှုပ်ရှားမှုတွေကိုဒီဂျီတွဲ eco one အိမ်မှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အမေကတော့ grade တွေမှာ TG တွေ AD ဖြစ်ပါတယ်။တမိဆက်လက်ပြီးဝင်မြောက်ပေးခြင်းတဲ့အကြောင်းအရာကတော့ရွှေဝိုင်ရုံတော်လိုင်းကြီးမှာပါဝင်ဦးဆောင်သူများနဲ့လှုပ်ရှားမှုများအကြောင်းဖြစ်ပါတယ်။ဆင့်ဆိုရရဲ့ရေနံနှုန်းတက်ခြင်းအပေါ်ပြည်သူများနဲ့တန်ခါရုံများတုံ့ပြန်၍ဖြစ်ပေါ်လာသည့်ရွှေဝိုင်ရုံတော်လိုင်းကြီးတွင်ဦးဆောင်သူများမှာတဲ့ ဘုန်းတော်ကြီးများတန်ဃာတော်များတန်ဃာတော်များသည်ထင်ရှားစွာဦးဆောင်ခဲ့သည့်ရှမ်းဓမ္မသဘင်မင်းကျက်ဓမ္မသဘင်စသည်ဖြင့်တန်ဃာဖွဲ့အစည်းများပါဝင်ခဲ့ကြသည်နှင့်ကျောင်းသားများနှင့်လူထုမီဒီယာဖွဲ့အစည်းမှမဟုတ်သောနိုင်ငံရေးအသိုင်းအဝိုင်းကျောင်းသားများလူထုလူငယ်များတက္ကသိုလ်ကျောင်းသားများလည်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသည်၃အဖွဲ့အစည်းများ 999တပည့်အဖွဲ့88မျိုးဆက်အဖွဲ့ဝင်များအပါအဝင်နိုင်ငံရေးလှုပ်ရှားသူများနဲ့လူအခွင့်အရေးအဖွဲ့အစည်းများပါဝင်ခဲ့ကြသည်လှုပ်ရှားမှုများမှာအထူးကတပည့်ပေါက်ဆန္ဒပြခြင်းဖြစ်ပြီးရန်ကုန်မြို့အပါအဝင်မြို့ကြီးများနဲ့လမ်းမကြီးများပေါ်တွင်တန်ဃာတော်များနဲ့ပြည်သူများတန်းစီတွားလျှောက်၍ဆန္ဒပြခဲ့ကြသည်မတ္တာဆူတာတော်လန်သများဖြင့်ငြိမ်းချမ်းသောတပည့်များပြုလုပ်ခဲ့ကြသည်ဆက်လက်ပြီးတော့ညဝေပြီးမှာတော့ GG Dress 70ပဲဖြစ်ပါတယ်မင်္ဂလာပါ TG Dress 170ပဲဖြစ်ပါတယ် တမင်းအနေနဲ့ရှူအောင်တော်လရင်ကြီးမှာဖြစ်ဖြစ်ခဲ့တဲ့ဆိုးဝါးကြီးကြဲတဲ့အကြောင်းအရာတွေကိုပြောကြားတော့မှာဖြစ်ပါတယ်။နံပါတ်၁လူငယ်နဲ့ပြည်သူများကိုအကြမ်းဖက်ဖြန့်ချီခြင်းစစ်တပ်ကရင်ကုန်မြို့အပါအဝင် မြို့ကြီးများမှာဆန္ဒပြသူတွေကိုတင်းနေစီပြင်ပစ်ခတ်ပြီးဖမ်းဆီးနေဆဲခဲ့ပါတယ်။လူအရှင်တွေများစွာထိခိုက်ဒဏ်ရာခဲ့ပြီးတေဆုံးသူတွေအများအပြားရှိခဲ့ပါတယ်။နံပါတ်၂ဘုံတော်ကြီးများကို မုံတီးရိုက်နေခြင်း ဗုဒ္ဓဘာသာရေးထုံနှံတဲ့ယဉ်ကျေးမှုကိုဖြည့်ဆန်တဲ့အတိုင်းဘုန်းတော်ကြီးတွေကိုဖန်စီရိုက်နေခြင်းတွေပြုလုပ်ခဲ့ပါတယ်။မန္တလေးရန်ကုန်စသဖြင့်ဗုဒ္ဓဖေယားကျောင်းတွေကိုဝင်ရောက်ဖန်စီမှုရှိခဲ့ပါတယ်။နံပါတ်၃မီဒီယာနဲ့အချက်လက်များကိုတင်းကျပ်စွာ ထိန်းချုပ်ခြင်း။နိုင်ငံတကာသတင်းမီဒီယာနဲ့ပြည်သူအစဉ်ပြေသောအချက်အလက်သတင်းထုတ်လွှင့်မှုတွေကိုပိတ်ပင်ခဲ့တဲ့အင်တာနက်နဲ့ဖုန်းလိုင်းတွေကိုခဏတာဖြတ်တောက်ခြင်းနဲ့ပြည်သူတွေကြားဆက်သွယ်မှုကိုတားမြစ်ခဲ့ပါတယ်။နံပါတ်၄ အာဏာပိုင်များ၏အပြစ်မရှိသူများကိုဖမ်းဆီးခြင်းဆန္ဒပြမှုမှာတကြွသူတွေပြင်တောင်းလူသမားများကျောင်းသားများအလုသမားများကိုလည်းမတရားသဖြင့်ဖမ်းဆီးအရေးယူခဲ့ပါတယ်။နံပါတ်9အနေနဲ့နိုင်ငံတကာအမြင်ပေါ်ရှုပ်ထွေးမှုဖြစ်ပေါ်စေခြင်းနိုင်ငံတကာမှလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂတို့ကမြန်မာဆက်ဆိုရအရေးယူဆောင်ရွက်မှုတွေကိုပြင်းပြင်းထန်ထန်အပြည့်ပြောလာခဲ့ကြပါတယ်။ဒီအကြောင်းအရာတွေပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ ် DG12 05ကနေပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ DG12 05ပဲ ဖြစ်ပါတယ်။အခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ချူဝါယွန်ဒေါ်လာရေးဖြစ်ွားမှုရဲ့အကျိုးဆက်အကြောင်းပဲဖြစ်ပါတယ်။ချူဝါယွန်ဒေါ်လာရေးဖြစ်ွားမှုရဲ့အဓိကအကျိုးဆက်ကတော့ပြည်သူတွေကိုစီးမှုရသွားစေတာပါပဲဖြစ်ပါတယ်။ ပြီးတော့အခုအမျိုးတော်လှန်ရေးကိုအားကောင်းစေတာတန်ခါတွေကို အဖွဲ့ကွေးစားစေတာပါပဲမဘာဒချေဝါရောင်တော်လှန်ရေးဆိုပြီးတော့နှစ်ဖွဲ့ကွေးသွားစေပြီးမဘာဒကိုကြတော့စစ်တပ်ကလုံပိုင်ခွင့်တွေအာဏာတွေငွေကြေးတွေကိုအပြေအဝထောက်ခံပေးပြီးတော့ချေဝါရောင်တော်လှန်ရေးဘက်ကတန်ခါတွေကိုအများကြီးဖိနှိပ်ခဲ့ကြပါတယ် အကြောင်းရှိဝါရောင်တော်လိုင်းကြီးကတန်ဃာကြီးကိုဖိညိခင်ရတာတွေအချင်းချခင်ရတာတွေရှိခဲ့ပြီးတော့အားနေခဲ့ကြပါတယ်။သမီးကတော့ဒီရွှေတွဲ23ပါအခုသမီးမြဝင်ပြီးတော့မှာကတော့ရွှေဝါတော်လိုင်းကြီးမှာရခဲ့တဲ့သင်္ကန်းစာနဲ့အောင်မြင်မှုကြားရှုံးမှုတွေအကြောင်းကိုဖျက်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ရွှေဝါရောင်တော်လိုင်းကြီးမှာရခဲ့တဲ့သင်္ကန်းစာတွေကတော့ခင်မီဆက်သွယ်ရေးကိရိယာတွေမရှိတာပြီးတော့နိုင်ငံတကာနဲ့ရှေ့ဆက်နိုင်မှုတွေအားနေတာ စစ်ဆိုးရရဲ့ပြည်ပင်တရှိမှုတွေကြောင့်နိုင်ငံရေးအတွေ့အခေါ်တွေအားနည်းခဲ့တာတွေစီယုံသိမ့်သွင်းမှုတွေကြောင့်မှနှိမ်ညွှန်းခဲ့တာတွေရှိခဲ့တာကြောင့်အဖွဲ့တွေကွဲပြီးကြာရှုံးခဲ့ရတာတွေဖြစ်ပေါ်ခဲ့ကြတယ်။နောက်ဆုံးမှာဘေယာရီကမှအရှင်ဒီတသားထဲမှာဆောင်ရွက်လို့မရဘူးဆိုတာတွေကိုသိရှိခဲ့ရပါတယ်။မင်္ဂလာပါ။ TG 20ဖြစ်ပါတယ်။တမိအခုပြပေးသွားမယ့်အကြောင်းအရာလေးကတော့ ရွှေဝါရောင်ဒေါ်လာယီနဲ့ယခုလက်ရှိဒေါ်လာယီကွာဟာချက်ပဲဖြစ်ပါတယ်။ရွှေဝါရောင်ဒေါ်လာယီကစီးပွားရေးပြဿနာများလောင်စာစီစဉ်နှုတ်မြင့်ခြင်းကိုအရှိကံစတင်ပြီးဗုဒ္ဓသာသနာကိုကိုစားပြုသောဆရာတော်များဘုန်းတော်ကြီးများစတင်သောဒေါ်လာယီတစ်ခုဖြစ်ပါတယ်။2021ခုနှစ်ဆရာနာသိမ့်မှုကြောင့်ဖြစ်ပွားခဲ့တဲ့မျိုးဒေါ်လာယီကြီးမှမတရားသဖြင့်ဆွဆွဲချက်တွေနဲ့အတူတမတာဥဝင်းမြင့် နိုင်ငံတော်အတိုင်းအမြင်ကဒေါ်ဆန်းစုကြည်တို့နဲ့အတူ LND အစိုးရအဖွဲ့ဝင်များကိုဖမ်းဆီးမှုကြောင့်အုံကြွလာခဲ့သည့်ဆန္ဒပြပွဲမှာစတင်ပြီးလက်ရှိအချိန်ထိအဖက်ဘက်ကတက်ဆွမ်းသလောက်တော်လှန်နေကြဆဲဖြစ်သည့်ရွှေဝါရောင်တော်လှန်ရေးကြီးမှာအဓိကအဖြစ်ရွှေဝါရောင်ပုံတော်ကြီးများတန်ဃာတော်များဦးဆောင်သည့်နေဦးတော်လှန်ရေးမှာဆိုရင်လူငယ်များစွာဦးဆောင်ပါဝင်လေသည့်ဤပညာအသုံးပြုမှုမှာဆိုရင်ရွှေဝါရောင်တော်လှန်ရေးမှာ internet line များအသုံးပြုမှုအားနည်းလေသည့်လူသိရှိကြဖြင့်တိုက်ရိုက်လှောင်မှုမျိုးမရှိပေ။နေဦးတော်လှန်ရေးမှာဆိုရင် Facebook, Telegram, YouTube စတဲ့ဤပညာနဲ့တည်ငြိမ်ပြည့်ဝတုံပြမှုရှိလေသည်တည်ငြိမ်မြန်မြန်ပြောင်းဝင်နိုင်မှုပြည်နိုင်မှုများမြန်မြန်ဆက်ဆက်လှုပ်လာနိုင်ခြင်းသည်တော်လန်ရေးအတွက်များစွာအထောက်အကူပြုသည်ရှူဝါယုံတော်လန်ရေးမှာအကြံပတ်ပြုခွဲမှုများမတော်လာနိုင်ခဲ့ပြီးနေဦးတော်လန်ရေးမှာဆိုရင်လက်နက်ကိုင်တော်လန်ရေး PDF များတာဟင်းသာလက်နက်ကိုင်အဖွဲ့အစည်းများဒီမိုကရေစီအရေးလှုပ်ရှားသူများဖြင့်တော်လန်နေကြဆဲဖြစ်သည်နောက်ဆုံးအပြင်ရှူဝါယုံတော်လန်ရေးသည် ာသနာအရှိခံလူထုဖိနှိပ်ဆန့်ကျင်မှုဖြစ်ပြီးຫນွေဦးဒေါ်လာရည်သည်အာဏာသိမ်းမှုဆန့်ကျင်သည့်ပြည်သူအခွင့်အရေးတောင်းဆိုမှုဖြစ်သည့်ဤပညာမျှဝေမှုတုတ်ပြန်မှုနိလန့်အနေဖြင့်ຫນွေဦးဒေါ်လာရည်သည်ပုံမှုခိမီစုပေါင်းအကောင်းလာပါသည်အရေးတော်ပုံအောင်တော်မည်ဟုလည်းယုံကြည်သည်ယုံကြည်မှုသည်လည်းအမှန်တကယ်ဖြစ်လာနိုင်မှုမျှော်လင့်ရင်သမီးတို့ CDM Eco ကျောင်းသူကျောင်းသားများဤတင်ဆက်မှုကိုဒီမှာတင်အဆုံးသက်ပြရစီရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတရှိပါသည် မိဘပြည်သူအလုံးဆရာနာရှင်လက်အောက်မှလည်းအမြန်ဆုံးလွတ်မြောက်ကြပါစေဟုဆုတောင်းရင်းဤကုန်ရှုပ်ပါရစေရှင်။